ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာအခြေခံအပြင်ပြောမယ်ဆိုရင်လူရှိရအောင်ဆိုရင်စိတ်ကရှင်မျိုးဖြစ်မှာပဲနော်စိတ်ကရှင်မျိုးကွဲသွားနိုင်တယ်ဒါကြောင့်မလို့အခြေခံအပြင်ခွဲခြားတာမာကုသိုလ်စိတ်ကိုရှစ်ခုလို့ခွဲတာလေဒီရှိခုဆိုတာဘာလို့ဆိုလို့ရှိရင်ကျင်းအပြင်ပြောမယ်ဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာဆိုတဲ့ခံစားချက်ရှင်တာရှိတာ ਨੇ ဝမ်းမြောက်မှုမထင်ရှားဘူးဆိုတဲ့ ခံစားမှုနဲ့ဥပိ္ပခာပေါ့သောမနတ္တနဲ့ဥပိ္ပခာခံစားမှုနှစ်ခုကမတူဒါနကောင်းမှုလုပ်တဲ့အချိန်မှာတချို့ကဝမ်းသာလိုက်လဲရှိတယ်တချို့ကတော့စိတ်ကပုံမှန်ပဲခံစားမှုလေးဟောအဲ့ဒီလိုလာလို့ရှိရင်သူ့ရဲ့စိတ်ကမတူကြတော့ဘူးတရားနဲ့တရားအဲ့ဒီခံစားမှုနှစ်ခုကိုပဲတခါပြန်ပြီးတော့တချို့ကစဉ်းစားညာလေးဥတီတယ်တချို့ကစဉ်းစားညာဥတီမထားဘူး စဉ်းစားဉာဏ်ရှိလာရင်ဉာဏ်တံပယုတ်ပေါ့စဉ်းစားဉာဏ်မရှိဘူးဆိုရင်ဉာဏ်ဝိပယုတ်တံပယုတ်ဝိပယုတ်နှစ်ခုနဲ့ဉာဏ်ရှိမရှိနှစ်ခုနဲ့မြှောက်လိုက်လို့ရှိရင်နှစ်ကိုနှစ်နဲ့မြှောက်တော့လေးရတာပေါ့ဟောစိတ်အခြေအနေလေးဟာဒါနာကောင်းမှုလုံးနေတဲ့အချိန်လေးမှာစိတ်ကလေးမျိုးဖြစ်သွားပြန်တခါပင်ကိုယ်စိတ်လေးဟာအာတသရောထက်ထက်မြင့်မြင့်ရှိတယ်လို့တချို့ပုဂ္ဂိုလ်ကတော့ထက်ထက်မြင့်မြင့်မရှိဘူးကိုကိုကိုတိုက်တွန်းပေးမှအများကလာပါလုံးကြရအောင်လို့တိုက်တွန်းမှ တချို့ကြတော့ကိုယ်တိုင်းကစိတ်ပါအဲ့ဒါလို့စိတ်တက်ထက်မြင့်မှုနဲ့မထက်မြင့်မှုနှစ်ခုနဲ့ထပ်ပြီးတော့လေးကိုနှစ်နဲ့မြောက်တဲ့အခါကျတော့ရှစ်ဖြစ်သွားဟောမာကုသိုလ်စိတ်ရှစ်ခုအတရားနဲ့တရားမတူ စိတ်တက်ခြင်းမတူဘူးဆိုလို့ချင်းမာကုသိုလ်ခြင်းတူပေမဲ့လို့စိတ်တက်ခြင်းမတူလို့ရှိရင်အကျိုးပေးမှုကကွာမှာပေါ့ဒါကအခြေခံအားဖြင့်ခွဲတာဒီတဲ့ထက်ခွဲအောင်မယ်ဆိုအများကြီးရနိုင်နေတယ်ပေါ့မာကုသိုလ်စိတ် ဒါဝမကုသိုလ်စိတ်ကြီးကိုဟိုကမ္မပဋ္ဌာန်းနဲ့ထပ်ခွဲတယ်အဓိပတိနဲ့ထပ်ခွဲတယ်ဆိုအများကြီးမဟာကုသိုလ်စိတ်တွေအများမျောရဲဆိုတာဖြစ်တယ်ပေါ့အေးလောဘဖြစ်လို့ရှင်လေတူတူပဲလူရည်စိတ်ထဲမှာလောဘလူကျင်တဲ့စိတ်ဖြစ်လာရင်တူသလားဆိုမတူဘူးတချို့ကဝမ်းမြောက်ဝမ်းသာခံစားတယ်ခံစားတဲ့ခံစားချက်ရှိတယ်တချို့ကဝမ်းသာမှုမထင်ရှားတဲ့ခံစားချက်ရှိတယ်သောမနန္တနဲ့ဥပေက္ခမာရွင်းနဲ့ အယူဆပေါ်မှာအခြေခံတာရှိတယ်မှားရင်းတဲ့အယူဆပေါ်မှာအခြေမခံတာရှိတယ်အဲ့ဒီနှစ်ခုနဲ့နှစ်ကိုခံစားချက်နှစ်ခုကိုထမ်းမြောက်လိုက်လို့ရှင်လေးခုဖြစ်တယ်စိတ်ထမ်းမြတ်မှုရှိတာမရှိတာနဲ့ထမ်းမြောက်လိုက်လို့ရှင်ရှစ်ခုဖြစ်သွားတယ်ဟောလောဘဖြစ်လို့ရှင်ဒါပဲရှင်မျိုးထွက်လာတယ်အဲ့ဒီလောဘကိုပဲထပ်ပြီးအာယုံ၆ပါးနဲ့မြောက်လိုက်အောင်မလားအများကြီးဖြစ်တယ်မြင်ပြီးတော့ဖြစ်တာလားကြားပြီးတော့ဖြစ်တာလားအမြင်အာယုံမှာရှင်မျိုးအကြအာယုံမှာရှင်မျိုး အနအာယုနဲ့ပတ်သက်ရင်ရှင်မျိုးအရသာအာယုနဲ့ပတ်သက်ရင်ရှင်မျိုး အထိတွေ့အာယုနဲ့ပတ်သက်လာလဲရှင်မျိုးတွေးတောတဲ့အာယုနဲ့ပတ်သက်လာလို့ရှင်လဲရှင်မျိုးဆိုဟောအာယု၆ပါးနဲ့မြောက်ရင်တောင်းမှုစိတ်တွေအများကြီးဖြစ်လာအဲ့တော့စိတ်တရားဘလောက်ဆန်းချယ်သလဲတုံးနဲ့တူမတူနိုင်အဲမတူနိုင်တဲ့အခြေအနေတွေနဲ့စိတ်ဟာဒီလိုဆန်းချယ်သည့်အတွက်ကြောင့်ဘဝတွေကလည်းဆန်းချယ်တယ်ဘဝတွေဆန်းချယ်တယ် အဲ့ဒီဆန်းကျင်မှုအားလုံးဘယ်သူလောက်ထားလဲလို့ဆိုရင်စိတ်ပဲလောက်တာတဲ့။ဒါကြောင့်မို့မြတ်စွာဘုရားကိုယ်စိတ်လေးကိုအမြဲမပြတ်ဆင်ញင်သုံးသပ်ပေးပါလို့ပြောတယ်။